ုန်းတစ်လုံးနဲ့ reaction video မျိုးဒီလိုမျိုးဟိုဘက်ချမ်းဒီဘက်ချမ်းပေါ့နော်ကိုယောက်ကဒီဘက်မှာကိုပြောချင်တဲ့အကြောင်းအရာဒီဘက်မှာဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုကျွန်တော်လုပ်ပြပြီးတော့မယ်ကျွန်တော်ဆိုလို့ရှင်လည်းကွန်ပျူတာတွေမသုံးပါဘူး laptop တွေလည်းမသုံးပါဘူးကျွန်တော်ဖုန်းနဲ့ပဲ edit တယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရလဲအလွယ်တကူလုပ်လို့ရပါတယ်အရင်ဆုံးကိုကတော့ကိုအဲရှင်းပြချင်တဲ့ video တပုတ်ပုတ်ကိုကိုအနေနဲ့ရိုက်ကူးထားအောင်ပေါ့နော်အခုကျွန်တော်ဒီကင်မရာကိုထောင်ပြီးရိုက်ပြနေလို့မျိုးပဲအဲ့ဒီ video ရဲ့အကြောင်းကိုကျွန်တော်တို့ရိုက်ကူးထားတယ်ပေါ့နော်ရိုက်ကူးပြီးတဲ့အချိန်မှာတချမ်းမှာကြတော့ သူများရဲ့ဗီဒီယိုပေါ့နော်အဲ့ဒီဗီဒီယိုကိုကျွန်တော်တို့က copyright လည်းလွတ်အောင်လို့နည်းနည်း edit ပြီးတော့မှကျွန်တော်ဗီဒီယိုနှစ်ပုတ်ကိုပေါင်းပြီးတော့ reaction ပုံစံမျိုးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ content အဲ share ခက်နေရဆိုတဲ့လူတွေအတွက်ပေါ့နော်ဒီညမှာ champion ချင်တာကတော့သူများရဲ့ဒီလိုမျိုးဗီဒီယိုတွေကိုယူပြီးတော့လုပ်တဲ့အချိန်မှာသူများကိုအာလောင်ပြောင်တာထိုးနှက်တာမျိုးမလုပ်ဘဲနဲ့ knowledge sharing ပုံစံမျိုးပဲပုံတူတာရတဲ့ဟာမျိုးတွေပဲကျွန်တော်နေနေများဝေစီချင်ပါလေ Okay အဲ့တော့ကြည်ကြည်လိုက်အောင်နော်ကဲရင်ဦးဆုံးကျွန်တော်တို့ထုံးစံအတိုင်းဒီ cap cat တွေကိုကျွန်တော်ဝင်လိုက်မယ်ဗျာ cup cut တွေကိုရောက်ပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲ add တွေကိုသွားမယ်ပြီးရင်ဒီမှာ new project ပေါ့เนาะ new project ကိုခေါ်လိုက်မယ် new project ကိုခေါ်ပြီးရင်ကျွန်တော်တို့လုပ်ချင်တဲ့ video ပေါ့နော်ကျွန်တော်တို့လုပ်ချင်တဲ့ video ရဲ့ဟော video နှစ်ပုတ်ရှိရမှာ ပေါ့နော်ဒီ video ကိုကျွန်တော်တို့က creation ပုံစံမျိုးပဲဖြစ်ဖြစ်ကိုကနေပြီးတော့မှသူများကိုပြန်ပြီးတော့ knowledge sharing လုပ်ပြရတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့က video နှစ်ပုတ်အတူတူရှင်တွဲပြမယ်လीနော်ကိုရုံနေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးပေါ့အခုဆုံးအနေနဲ့ကျွန်တော်ဒီစာကို site ratio ချရမယ်ဒီကောင်ကဘယ်လိုဖြစ်နေလဲဆိုတော့ line system ဖြစ်နေရမှာเนาะအဲအဲ nine system ဟာကြီးကိုကျွန်တော်တို့က ratio ပြန်ချမယ် ratio ပြန်ချမယ်ပြန်မပြန်ချမယ်ဒီကောင်လေးကိုဒီဘက်ဒီကလေးကိုဒီဘက်ကိုဆွဲလိုက်ဆွဲလိုက်ဒီမှာ accept ratio ပေါ့เนาะ accept ratio ကိုဒီ one one ဆိုတဲ့ဟာလေးဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီးရင်ဒီအောက်ကအမှန်ကြီးလေးကိုအမှန်ကြီးပေးလိုက်မယ်ပြီးတော့ရင်ဒီမှာအလဲမှာရောက်နေတဲ့ဒီ video လေးကိုကျွန်တော်တို့က ရွှေ့ရမှာပေါ့နော်ဒါလေးတစ်ချက်နေလိုက်နှိပ်ပြရလို့ရှိရင်ဒီဘက်ဘေးကိုရွှေ့လိုက်မှာပေါ့နော်ဒီဗီဒီယိုကိုကျွန်တော်တို့ကရှင်းပြမှာပေါ့ဗျာဒါဥမာထားလိုက်ပါတော့ဒီဗီဒီယိုကကျွန်တော်တို့ကအွန်လိုင်းကနေပြီးတော့မှဒေါင်းလာတဲ့ဗီဒီယိုပဲဖြစ်ဖြစ်ပေါ့နော်ဒီဗီဒီယိုကိုကျွန်တော်တို့အနေနဲ့ကပြန်ပြီးတော့ရှင်းပြပေးမယ်ပုံစံမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ရှင်းပြပြီးတာဗီဒီယိုတစ်ပုဒ်ကိုကိုကနေပြီးတော့မှပြန်ပြီးတော့ထပ်ပြီးတော့ဒီဘက်မှာထပ်ပေါင်းထည့်မယ်ပေါင်းထည့်မယ်ဆိုတော့ဘယ်အောင်နေမလဲဒီအောက်ကိုပဲသွားမယ် ။တရားကိုပဲသွားပြီးတော့လို့ရှိရင် overlay ဆိုတဲ့ဟာလေးကိုတစ်ချက် light ရှာလိုက်ဒီမှာ overlay ဆိုတာလေးတွေ့မှာနော်။ဒီ overlay ဆိုတာတစ်ချက်နှိပ်လိုက်မယ်။နှိပ်ပြီးတော့အဲဒီမှာ add overlay ပေါ့နော်။ add overlay ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်။ နေပြီးတော့ရင်ဒါရှင်းပြထားတဲ့ဗီဒီယိုပေါ့နော်ဒါကျွန်တော်ဟိုရက်ကနမူနာပြထားတဲ့ဗီဒီယိုကိုအဲ့ဒါကိုပဲကျွန်တော်ပြန်ပြီးတော့ပြပေးမှာဖြစ်ပါတယ်ပြီးရင်ဒီကောင်လေးကိုကျွန်တော်တို့အနေနဲ့ဟိုနေရာလေးချလိုက်မယ်နော်နေရာလေးချလိုက်မယ်သူကဒီမှာကျွန်တော်တို့ကအများကြီးပါနေတယ်အဲ့လိုအများကြီးမပါခြင်းဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမလုပ်လို့ရတယ်ဒီကောင်ကိုကျွန်တော်တို့ crop လုပ်လို့ရတယ်ဘယ်လို crop လဲဒါလေးကိုတစ်ချက်နေလိုက် ပြီးရင်ဒီဘက်ကိုရွှေ့လို့ရမယ်ဒါ နော်ပြီးပြီဆိုရင်ဒီကောင်ကျွန်တော်က site ပြန်ပြီးတော့ခြားပါမယ် site ပြန်ခြားမယ်ဆိုတော့ဒီအောက်ကိုသွားဒီမှာ crop ဆိုတာတွေ့လားအဲကောင်လေးကိုတစ်ချက်နေလိုက်ပြင်ကိုဘလူနေတာထားခြင်းနဲ့ကိုကဒီလူကိုအလဲမှာထားလို့မရအောင်လीနော်ထားလို့မရဖြစ်တော့လေဒီဘက်ကိုကျွန်တော်ကနေမှရွှေ့လိုက်မယ်ဗျာအဲဒီလောက်လောက်ဆိုရပြီလीနော်ရုပ်တော်တော်စိုးပါလားနော်ဒီထဲမှာပြီးတော့ဒီမှာအမှန်ကြီးလေးကိုတစ်ချက်နေလိုက်မယ်နော်နေလိုက်ရင်ဒါကြီးနေတဲ့ထင်နေလားကြီးနေတဲ့ထင်ကျွန်တော်ပြန်ပြီးတော့ခြုံလို့ရမယ်နော် ဒီလိုမျိုးလေးပေါ့လက်ကလေးနဲ့ပဲပြန်ခြုံလို့ရမယ်ဒါလေးကိုနော်ပြန်ဒူဘီနာမှာကျွန်တော်ဒီလိုမျိုးလေးကတ်လိုက်မယ်နော်ကတ်လိုက်ပြီဆိုလို့ချင်းကျွန်တော်တို့ကြည့်ကြည့်အောင်ဒီ play button လေးကိုနှိပ်ပြီးတော့ဒါကကျွန်တော်ဗီဒီယိုရိုက်ထားပြီးသားဟာပေါ့နော်ဒီ land shot ချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ကနှိပ်ပြီးတော့မှတရင်ကြီးညာလူတယောက်ဖြစ်ပါစေဒါမျိုးပုံစံမျိုးနဲ့ကျွန်တော်ကပြန်ပြီး knowledge sharing လုပ်ပြပေးထားတာပေါ့နော်အဲဒါလေးကျွန်တော်နားထောင်ကြည့်မယ် ျွန်တော်နေ့စဉ်ဘဝမှာပုံမှန်လမ်းလျှောက်နေရဆိုလို့ရှိရင်ကျွန်တော်ရရှိနိုင်မဲ့အကျိုးကျေးဇူးများစွာရှိပါတယ်။တကယ်လို့ဒါကျွန်တော်တို့ကမနက်တိုင်းမနက်တိုင်းပါ။ဟုတ်ကဲ့အဲဒါဆိုအဆင်ပြေနော်။ဟုတ်ပြီအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသူများဗီဒီယိုကိုကျွန်တော်တို့ကအရှေလိုက်ကြီးတောက်လျှောက်ကြီးကျွန်တော်အနေနဲ့ကယူတင်လို့ကမရဘူးနော်။ copyright တွေညှိတာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့ကိုကဘာလို့လို့ရလဲဆိုတော့ကျွန်တော်ဂျာထဲမှာ ရက်ပေးရမယ်เนาะစကန်လေးနည်းနည်းတော့အဲယူတုံးလိုက်ပြီးလို့ရှိရင်ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကခဏရက်ပေးလိုက်အဲဇွန်ရင်ဇွန်အောင်လေးနဲ့အဲ့လိုမျိုးလောက်တာမျိုးတွေကျွန်တော်တို့လုပ်လို့ရတယ်เนาะအဲ့တော့ကျွန်တော်ဒါလေးကိုတစ်ခါတည်းနမူနာလောက်ပြပေးတော့မယ်เนาะလေးပြန်နေလိုက်မယ်ဘွားမှာပုံမှန်အစားနဲ့ပြန်စားလိုက်မယ်เนาะကျွန်တော်နေ့စဉ်ဘဝမှာပုံမှန်လမ်းရှောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်ရရှိနိုင်โอเคကျွန်တော်၄စက္ကန့်လောက်ပဲကျွန်တော်သွားလိုက်တယ်ပြီးလို့ရှိရင်ဒီခေါင်းလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ဒီအောက်ကိုသွားเนาะအောက်ကိုသွားမယ်ဒီဘက်ကိုရွှေ့မယ်ရွှေ့လိုက်ရင်ဒီမှာ freeze ရောတွေးလိုက်မယ် account လေးကို like ရှာလိုက်ငါဒီမှာတွေးလားဒါလေးဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။နှိပ်လိုက်ရင်ဒီမှာလူ30စက္ကန့်ထွက်လာပြီ။ဒီ30စက္ကန့်ဘယ်ကနေထွက်လာလဲဆိုတော့ဒီဗီဒီယိုတွေကနေ30စက္ကန့်ထပ်ပြီးပေါင်းပြီးထွက်လာ။ထပ်ပေါင်းထွက်လာတော့ဗီဒီယိုမဟုတ်တော့ပုံဖြစ်သွားပြီနော်။အဲကောင်လေးကိုကျွန်တော်ကမလုပ်လို့ရလဲဆိုတော့ဒီတိုင်းထားခြင်းနဲ့ထားလို့ရတယ်။ဒီမှာကြည့်ကြည့်နော်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာပုံမှန်လမ်းလျှောက်နေရဆိုလို့ရှိရင်ကျွန်တော်တို့ရရှိနိုင်မယ့်အကျိုးကျေးဇူးများစွာရှိပါတယ်အဲ့လိုလားကျွန်တော်တို့ကအဲသူရက်သွားတယ်တွေ့နော်အဲရက်သွားတဲ့ဟာလေးကိုကျွန်တော်အနေနဲ့ဒီ effect လေးတွေထည့်လို့ရတယ်နော်ဒီတိုင်းမထားခြင်းဘူးဆိုတော့ဒီအောက်နာလေးမှာ animation ဆိုတာရှိရတွေ့လားဒါလေးကိုတစ်ချက်နှိပ်လိုက်ဒီပုံလေးကိုကျွန်တော်တို့ကကစားလို့ရတယ်ဗျာ ဘယ်လိုမျိုးလှုပ်ခြင်းလဲဒီလိုမျိုးအင်းသူဒီလိုမျိုးဝင်လာတာလိုခြင်းလားဒါမှမဟုတ်လို့ရှင်လဲဒါမျိုးဝင်လာလိုခြင်းလားဗောနော်ဒါလေးကစားလို့ရတယ်ကျွန်တော်လောလောဆယ်တော့အဲ့အာကိုမလုပ်သေးဘူးမနန်းနဲ့ပဲကျွန်တော် sorry ပြန်ထွက်ထားလိုက်မယ်ပြင်ဒီမှာ effect တွေထည့်လို့ရမယ်ဗီဒီယို effect တွေထည့်လို့ရမယ်နော် view effect on ဒီ video effect လေးကိုထည့်လို့ရမယ်ဒီကောင်လေးကိုပဲကျွန်တော် video effect ဖြစ်ပြောင်းထည့်လို့ရတယ်ဗောနော်အမှဒါမျိုးလေးတွေထည့်လို့ရတယ် တူကြည့်များစွာရှိပါတယ်တကယ်လို့ကနော်အဲမဟုတ်ဘူးဒီမှာ free ရတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်ဒါတွေကတော့သူနဲ့မလိုက်ဖက်တဲ့ဟာဆိုရင်တော့မသုံးစီချင်းဘူးပေါ့နော်လိုက်တဲ့ဟာလေးပဲသုံးပေါ့ဒါလေးကျွန်တော်စမ်းပြကြည့်မယ်တိတ်တော့မလိုက်ဖက်တော့ဘူးဒီကောင်လေးကနော်တူကြည့်များစွာရှိပါတယ်အဲ့လိုလားဒါလည်းမဆိုးတော့မဆိုးပါဘူးသူလက်စည်းလိုက်တဲ့ပုံစံလေးကြည့်ကြည့်အောင်ဒါလေးပဲယူကြည့်မယ်နော်အမှန်ကျလေးနဲ့နေလိုက်ပြန်စပြီးနားအောင်ကြည့်မယ် ကျွန်တော်တို့နေ့စဉ်ဘဝမှာပုံမှန်လမ်းလျှောက်နေရဆိုလို့ရှိရင်ကျွန်တော်ရရှိနိုင်မယ့်အကျိုးကျေးဇူးများစွာရှိပါတယ်။အဲဒါဆက်ဆက်လေးနဲ့ပေါ့နော်။တို့ကမနေ့ပိုင်းမနေ့ပိုင်းမှာကျွန်တော်တို့ဆိုးစီးစွန်နဲ့လမ်းလျှောက်နေမယ်ဆိုလို့ရှိရင်လမ်းအဲ okay ပြီးလို့ရှိရင်ကျွန်တော်ဒီလိုမျိုး၄-၅စက္ကန့်လောက်ပြန်သွားမယ်ပြီးရင်ဒီကောင်လေးကိုပြန်ပြီးတော့ freeze pin လုပ်လိုက်မယ်။အဲ့ဒီကလည်းခုနကျွန်တော်ပြတဲ့ဒီအောက်ထဲမှာတကယ်လို့ဒီနေရာမှာကိုပြန်ပြီးတော့ပုံလေးပြန်လုပ်ချင်နေဆိုရင်ဒါလေးကိုတစ်ချက်နေလိုက်ပြင်ဒီအောက်မှာရှိပါတယ်เนาะဒီဘက်ကိုရွှေ့လိုက် ပဲ sorry ကျွန်တော်ဒီမှာနော်ဒီ free ဆိုတာလေးတစ်ချက်နေလိုက်ဒီမှာဖုန်းလေး3စက္ကန့်ထပ်ထွက်လာပြီနော်ဒါဆိုလို့ရှင်ခုနလိုမျိုးလေးပဲပြန်ပြီးတော့ကျွန်တော်တို့အနေနဲ့အဲ effect လေးပြန်ထည့်လို့ရမယ်ဒီမှာ animation ဒီမှာ effect အကောင်လေးပြန်ပြီး clear လို့ရမယ်နော်ဒါတော့ကျွန်တော်နောက်ကဟာဖြတ်လိုက်မယ်ဒါဥမာကျွန်တော်နမူနာပြပေးတာပေါ့နော်အဲ့တော့အစားနေကျွန်တော်ပြန်ကြည့်ကြည့်မယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာပုံမှန်လမ်းလျှောက်နေရတဲ့ဆိုလို့ရှိရင်ကျွန်တော်ရရှိနိုင်တဲ့အကျိုးကျေးဇူးများစွာရှိပါတယ်။ တကယ်လို့ကကျွန်တော်တို့ကမနက်တိုင်းမနက်တိုင်းမှာကျွန်တော်တို့စောစည်းစွာနဲ့လမ်းလျှောက်နေမယ်ဆိုလို့ရှိရင်လမ်းလျှောက်တဲ့အလေးဟမ် okay ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီလူလဲကျွန်တော်တို့ဖီတာလေးကြီးပြောင်းလို့ရမယ်နော်ဒီကျွန်တော်တို့စကားပြောနေတဲ့ဗီဒီယိုဘက်ကဟာလေးကိုဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ရင်ဒီထဲမှာကျွန်တော်တို့ effect တွေထည့်လို့ရမယ် retouch တွေလုပ်လို့ရမယ်နော် effect ဆိုလို့ရှိရင်လည်းဒီ sorry ဖီတာပေါ့နော်ဒီမှာတို့လားဖီတာကတို့လားဒါလေးလေး နော်ဒီ filter လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နော်အဲဒီ filter လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ဒီနေရာမှာကျွန်တော်အနေနဲ့ free ရတဲ့ဟာလေးတွေတုံးလို့ရတယ်အဲတချို့ဟာတွေကတော့စိန်နှုန်းလေးတွေပေါ့နော်ဒါတွေကတော့ pro ဝယ်မှရတဲ့ဟာတွေ free ရတဲ့ဟာတွေလည်းအများကြီးရှိပါတယ်ဒါလေးတစ်ချက်ပြောင်းနေကြည့်မယ်ဒီ color လေးချိန်သွားပြီနော်ဒီမှာပြောင်းနေကြည့်မယ်ဒါဆိုရင်ကိုတခြားသူတခြား edit နေကြလဲမလို့တော့ဘောနော်ဒီထဲမှာပါတဲ့ free ရတဲ့ဟာလေးတွေကိုပြောင်းပြီးတော့တုံးလို့ရတယ်ဘောနော် ူနဲ့လိုက်တဲ့ဟာလေးကိုယ့်အကိုစိတ်ကြိုက်အဆင်ပြေတာလေးတုံးပေါ့နော်ကျွန်တော်ဒီခုနမူနာကျွန်တော်ဆန်းပြပေးလိုက်မယ်โอเคဒါလေးပြီးသွားလို့ရှိရင်အမှန်ကြီးလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคစာပြောပြင်ကြည့်ကျွန်တော်တို့နေ့စဉ်ဘဝမှာပုံမှန်လမ်းလျှောက်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ရရှိနိုင်မဲ့အကျိုးကျေးဇူးများစွာရှိပါတယ်တကယ်လို့လားကျွန်တော်တို့က မနက်တိုင်းမနက်တိုင်းပါကျွန်တော်อืมဒါဆိုရင်တော့အဆင်ပြေမယ်လို့ထင်တယ်เนาะအဓိကတော့ကျွန်တော်တို့ကသမားဗီဒီယိုယူသုံးတဲ့အချိန်မှာကျွန်တော်တို့ကအပြည့်ကြီးယူသုံးလို့မရဘူးเนาะကျွန်တော်တို့ reaction ပုံစံမျိုးဒီဗီဒီယိုလေးကိုခဏရက်မယ်ပြင်ဒီအကြောင်းလေးကိုပြန်ပြီးရှင်းပြနေမယ်ဒါမျိုးပေါ့เนาะဒါမျိုးလေးတွေကျွန်တော်တို့လုပ်ပေးရတယ်ဒါလေးကိုတော့သတိထားရမယ်เนาะလို့ရှိရင်เนาะအားလုံးလည်းအဆင်ပြေမယ်လို့ထင်ပါတယ်လောက်ကြီးကြီးအောင်ဒါလေးကိုကျွန်တော်လာပြောပြခြင်းဖြစ်ပါတယ်โอเคဒီလောက်ပါပဲ